EB3 ဗီဇာနဲ့အလုံးလျှောက်ထားနိုင်တဲ့မျိုးတွေမှာဘလို့ချီနေမျိုးတွေရှိနိုင်လဲ Illinois Illinois ကဆိုရင်စီးပွားရေးမှာဘန်နာရေးဆေးဘက်ဆိုင်ရာစက်မှုထုတ်လုပ်မှုတည်ယူပို့ဆောင်ရေးစားတဲ့ຢာတွေမှာ အထူးတိုးတက်တဲ့မျိုးတစ်မျိုးဖြစ်ပါတယ်ပညာရေးကတော့ University of Chicago Northwestern University တို့လိုကျောင်းကောင်းတွေရှိနေပါတယ် လမ်းမဆက်သွယ်ရေးကတော့ချီကာဂို O'Head Airport ရှိပြီးတော့ Subway, Bus, Metro, Train စတဲ့ယာရီနဲ့သွားရလာတာလွယ်ကူပါတယ်။ယာတီဥရုကတော့ဆောင်းတွင်းမှာအေးပြီးတော့နင်းထူပါတယ်။ရွေမာတော့တာမန်ပူတဲ့ယာတီဥရုမျိုးပဲဖြစ်ပါတယ်။တလရဲ့နေထိုင်စားသောက်ကုန်ကျစရိတ်ကတော့ဒေါ်လာ2500အနီးပြီးတော့ဒေါ်လာ4000ချာမှရှိပါတယ်။ အနည်းချုပ်အနေနဲ့ဆိုရင်အလန်ဝိုက်ဟာစီးပွားရေးနဲ့အမှုပညာပေါင်းစပ်မှုကြောင့်မြို့ပြတွေအနေနဲ့ပျော်စရာနေရာတွေပါဝင်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ EV3 နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိလိုပါကကျမတို့ရဲ့ Livery Visa ကိုဆက်သွယ်စုံစမ်းနိုင်ပြီးတော့အခမဲ့ဆွေးနွေးနိုင်ပါတယ်ရှင်။